တင်းငွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ရက်နေ့20ရက်နေ့တွင်ကာလဟာ ထူးခြားသော ပြောင်းလဲတွေဆက်တိုက်ဖြစ်တည်နေတယ်။ရှင်မန်းချက်တွေရည်ရွယ်ချက်တွေသစစာပြောင်းလဲဖြစ်တည်မယ်။ဒီကာလတွေမှာတင်းငွေကြုံမိသားရာသီကိုစတင်ဝင်လာပြီးတော့ ရာဒီခွင်တစ်ခုထဲမှာတနင်္ဂနွေရောက်တဲ့ကာလတနင်္ဂနွေရဲ့စွမ်းသက်ဒီအမတန်ကြီးမားတဲ့အချိန်ကာလကိုဖြတ်သန်းနေတဲ့အချိန်နဲ့ကံကြမ္မာအဲ့ပြောင်းနေရထူးခြားစွာ ရှိလိမ့်မယ်ရပိုင်ခွင်တွေလည်းဝယ်ပြန်ရမယ်ခရီးကိစ္စပြောင်းလဲကိစ္စတွေဆင်ပြေမယ်သူတစ်ပါးနဲ့ကိုယ်နဲ့ကြာအယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့စန္ဒရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထဲဖော်ရန်အတွက်အထူးကောင်းတဲ့နေတာ အောင်မြင်တဲ့အခြေအနေတွေကိုရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးထိုးလောကန်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ကိုရရှိမှာ ဖြစ်ပါတယ်စကားရည်ဒီမှာရပိုင်ခွင့်ပြန်ရမယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်၁၆ရည်နေ့ထူးခြားတဲ့ကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေပွင့်ပေါ်တဲ့နေ့တစ်ခုဖြစ်တယ်ဆယ်ချောင်းရည်နေ့ဟာမဟာတကြံအတက်နေ့ဖြစ်ပါတယ်အဲဒီနေ့မနေ့ စနိုင်52မိနစ်20စက္ကန့်အချိန်မှာမာသဇန်တက်ပါတယ်ဆက်ခွန်ရည်နေ့မြန်မာနှစ်ဆန်းတည့်နေ့ကို ရောက်ရှိတယ်မြန်မာနှစ်ဆန်းတည့်နေ့မှာအရာရာကောင်းသောကုသိုလ်ကောင်းမှုတို့ကိုပြုရဲထူးခြားတဲ့ကံကောင်းခြင်းရဲ့မြတ်သားတော်ကိုရမယ်အဲ့ဒီမှာမဟာယဇ္ဇနဲ့သွားပြီးတော့တိုက်ဆိုင်နေတယ်လာမယ့်နေ့ကမဟာယဇ္ဇနဲ့နှစ်ဆန်းတည့်နေ့သွားတိုက်တော့အဲ့ဒီနေ့မှာ အရှိတောင်ရကုန်ဒီသွားစဉ်အနည်းရှိတတ်တာကိုသတိထားရမယ်အပြောလွန်ချင်းနေမရှိစေရညနေ3နိုင်နဲ့4နိုင်ခွဲကြအနည်းရှိနေတယ်ဆက်ရှိရနေရတော့ဝေးချေးကံလုပ်ငန်းကံဘဝကံတွေအတွက်ကောင်းတဲ့နေ့တစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာငကပေါ်ရဲ့နဲ့တိုက်တော့မတော်တဆအန္တရာယ်ကိုလည်းသတိရှိရမှာပဲပေါ့ အထူးသဖြင့်တောင်ရက်ကိုထီသွားစဉ်အနေရှိတတ်တယ်။နေ့၁၂နိုင်ကနေ့တနင်္ဂနွေတွင်အသွာလန်နေထိုင်ကျူဆိုင်ရမယ်။၁ရက်နေ့မှာတော့ကောင်းသောကံ ဖြစ်ထွန်းမှုတွေရောက်လာမယ်။၂၀ရက်နေ့မှာလူမျိုးခွဲလူမျိုးခြားချိုးပေးတယ်။၂၁ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတွေနဲ့ရရဆင်ပြေသောတိုးတက်သောခြေနေကောင်းတွေကိုရရှိမယ်။ဒီကာလအတော်တွေမှာ တနေ့တစ်နေ့နေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းတယ်ကိုယ်ချုပ်ပေးလိမ့်မယ်တနေ့လာနေ့ဂျာသာပရင်းနေ့မွေးသူတွေနဲ့ပူပေါင်းတာကနေ့စိန်နောက်ဆက်တွေဖြစ်တတ်တယ်နံပါတ်2ခုကိုကနန်းနေအချိုးပေးတယ်အဖြူရောင်ဆင်းရောင်မီးခိုးရောင်တို့ကို အချိုးပေးတဲ့ရောင်နေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်နေ့စံတည့်နေ့မှာ ကုသိုလ်ကောင်းမှုကိုပြုပါ အနည်းပါးသို့ရှင်ရင်အေးတိုက်ကြွခြင်းလူဒန်းခြင်းပြုပါ ထူကြတဲ့ခံလေးတွေပေါ်ထွက်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ရေဘရလ15ရက်နေ့ကနေ20ရက်နေ့အတွင်းကာလဟာထူးခြားသောကံအပြောင်းလဲနဲ့တိုးတက်မှုတွေရှိနေမယ် ရှင်မန်းချက်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးတော့အောင်မြင်မှုတွေကိုဖန်တီးနိုင်မယ်။ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားချက်စီရည်ရွယ်ချက်တွေကိုဆောင်ရွက်သမျှထွန်းထုတ်ပပောက်နဲ့အစဉ်ပြောင်းလုပ်နိုင်တဲ့ကံခွင်လန်းတဲ့ဘဝအခြေအနေတွေကိုကြုံတွေ့နေရတယ်။လုပ်ငန်းမရှိသူလုပ်ငန်းရရှိသူတိုးတက်မှာ။ဒီကာလအတွင်းမှာဆုံးဖြတ်လိုက်တဲ့ကိစ္စပတ်များအထူးအဆင်ပြေသွားမယ်။မိကောင်းဆွေကောင်းတိုးပွားမယ်။ဘဝနေထားတိုးတက်အောင်မြင်မှုကိုရရှိမယ်။ 15ရက်နေ့မှာလုံသမျှကြံစီသမျှအောင်မြင်ခြင်းကိုကြုံမယ်16ရက်နေ့မှာအလုတ်တိုးချဲ့ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကြုံမယ်အဲ့ဒီကမဟာသကြံတဲ့နေ့ဖြစ်တယ်အဲ့ဒီမနေ့စနေ42မိနစ်20ခန့်မှာသကြံတက်မယ်အဲ့ဒီသကြံတက်ချိန်မှာကုသိုလ်ကောင်းမှုတစုံကြံလို့ရင်လေအထူးခြားတဲ့တလန်းလေးတွေရနိုင်တယ်16ရက်နေ့23ရက်နေ့အဲ့ဒီကထူးခြားတဲ့အပြောင်းလဲတွေနဲ့တလန်းတွေကိုဖန်တီးခွင့်ရှိတယ် ကုသိုလ်ကောင်းမှုပြုရင်ဘဏ္ဍာကောင်းတဲ့နေတစ်ခုဖြစ်တဲ့အလောချံစီတဲ့အောင်မြင်မယ်ဒါပေမဲ့မတော်တဆတိကိမှုအန္တရာယ်ကိုသတိထားမယ်လူလေးယောက်တူချီသွားခြင်းကိုရှောင်ခြင်းရမယ်အဲ့ဒီမှာအရှိတောင်ရကုတ်တည်သွားစေနေရှိတတ်တယ်အချိန်ကာလအဖြစ်ရက်တွေသုံးနိုင်တဲ့၄နိုင်ွယ်တွင်သွားလာနေတိုင်းကြွဆက်ရမယ်၁၈ရက်နေ့အဲ့ဒီမှာရှင်မချက်စစ်တွေကိုလက်တွေကောင်းတဲ့ဖုန်ချင်းခီးကိစ္စဆင်ပြေခြင်းနဲ့အပြောင်းလဲတိုးတက်ခြင်းတွေရှိမယ် အဲ့ဒီမှာတောင်ရက်ကိုဒီသွားစင်းနေရှိတတ်တယ်နေဆန်းနိုင်တဲ့တဏ္ဍာရွယ်အတွက်သွားလာနေတိုင်းကယူဆရမှာပေါ့စကောရက်နေ့မှာတော့ပြောင်းလဲခြင်းနဲ့တွဲချက်ချင်းကကောင်းမဲ့လူမျိုးခွဲချိုးပေးမယ်20ရက်နေ့မှာငွေရေးချေးကံလုပ်ငန်းကံစီပွားကံကောင်းခြင်းနဲ့ဘဝတွဲတဲ့ခြင်းတို့ရဲ့နှစ်သာရကိုရမယ်တပတ်တာအတွင်းဇာသာပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးစုတွေကောင်းချိုးပေးပြီးတော့တနေ့လာတော့ကြမွေးသူများကြောင့်စိတ်နှောက်ရှေ့ရှိတတ်တယ် 369ခန်းနေကျိုးပေးတယ်အပြာရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်လောက်ကံသမျှဆောင်ရွက်သမျှအောင်မြင်တိုးတက်မှုနဲ့ကံမြမမှုတွေကိုရရှိမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာကောင်းခြင်းကံကြမ္မာများရစေရန်ရွှေရင်အေးလှူဒန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်ငါးနှစ်မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ နှစ်ဆက်တည်းနဲ့တောတွဲမှာအပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရေမှန်းချက်တွေတရားမြင်မယ်အခက်ခဲတော့ကိုကြော်လာပြီးတော့မိမိစာနာရည်ရွယ်ချက်တွေလောက်ကင်ချိုးပေးနိုင်တယ်အလုံးစစ်နေရာစစ်ဝင်းကျင်စစ်တွေစတင်ရမယ်လုပ်ငန်းအောင်နေရပြီးစစ်စားခြင်းတက်လွယ်သောလမ်းကြောင်းနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်ခြင်းအိမ်ပြေအိမ်ဆောက်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြုပြင်ခြင်းပြင်ဆင်ခြင်းတွေလုပ်ဖြစ်နေတယ်ဒီကဲ့သို့လုပ်ပြီးထူးခြားစွာကောင်းတဲ့ကံတွေလဲကြုံတွေ့လာနေပြီ နေရာသားသို့ပြောင်းလဲပြုပြင်ခြင်းအစဆောင်ရွက်ခြင်းကိုလုပ်ကြရမှထူးခြားတဲ့ကံတွေပေါ်လာမယ်။ပထမပင်းဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောကျိုးဆက်တို့ကို15ရက်နေမှာစပြီးကျုံမယ်။အဲ့ဒီနေ့မှာဆုံးဖြတ်ချက်အလုံးစုံမှန်းမယ်။16ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းနဲ့တိုးတက်ခြင်းကျုံမယ်။အဲ့ဒီနေ့ကမာသကြံတက်နေဖြစ်တဲ့သကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ42မိနစ်နဲ့20စက္ကန့်ချိန်မှာ ုသိုလ်ကောင်းမှုလေးတွေဖြူပါထူးခြားတဲ့ကောင်းခြင်းကံတွေကိုဆုတောင်းရဆုတောင်းပြနိုင်ပါလေ18ရက်နေ့နိစန်းတည့်နေ့အဲ့ဒီမှာလုံငန်းကံစီပွားကံတွေမှာကောင်းတယ်ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်အရဝင်းနဲ့ကောင်းသောဆက်သွယ်ရှိမယ်အရှိတောင်ရကုန်တည်သွားစေအနည်းရှိတတ်တဲ့လူလေးယောက်တို့ဘောခီးသွားခြင်းရှောင်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြအသွာလာတည်ထားရမယ်18ရက်နေ့ရံပတိပက္ခရင်နဲ့ရှင်ပြီးတော့ရမယ် ူတပားကြောင့်ခုရွယ်ချက်တွေနှောင့်နှေးမယ်အတိုက်ခံပြဿနာဟောင်းတွေပြန်လည်ဖြေရှင်းရတတ်တဲ့တောင်ရက်ကိုတည်သွားစေနေရှိတတ်တဲ့နေ့ဆန္ဒနယ်နေတန်တန်ခွဲတွင်သွားလာခ ्यु ဆက်ရမယ်ဆကိုရက်နေ့မှာထူးခြားတဲ့ကံပြောင်းလဲနေတဲ့တန်လန်းပေါ်မယ်အရာရာဆင်ပြေမယ်ဒါပေမဲ့ဆာဝိဆာတဲ့လက်မှတ်ထိုးတွေကိုကျင်ွေကြီးကိစ္စပြောဆိုခြင်းတွေမှာအငင်းပွားတတ်တယ်20ရက်နေ့ကတော့အလုံးစုံကံကောင်းခြင်းနဲ့အဆင်ပြေတိုးတက်ခြင်းတို့ရဲ့ ကောင်းသောကျိုးဆက်နှစ်သာရတွေကိုရရှိမှာပါတနည်းလာနေငါနေဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးတယ်တနည်းကတွေစနေမွေးသူတွေဒုက္ခပေးတတ်တယ်တင့်ငါကုက္ကနန်းနေကျိုးပေးတယ်အဝါရောက်နေမောရောက်နုနေရောက်တို့ကိုသုံးပြီးတော့လူရှိရာဆန္ဒပြုရင်ဆူတောင်းပြည့်တတ်တယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများ ရရှိစေရန်တို့ကအဝါရောက်ပန်းဝင်လေးတွေဖျားကတ်သူပူဇော်ပြီးတော့ အလိုရှိရာဆန္ဒပြည့်ရင်လိုရာဆန္ဒပြည့်ခြင်းဆင်ပြေခြင်းခံကောင်းခြင်းကိုရရှိပါနိုင်မယ်ကျေးဇူးတင်ပါဗုဒ္ဓနေဝေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့27ရက်နေ့အတွင်းမှာအလူဒါနအလူမင်္ဂလာကိစ္စတွေပေါ်ဝင်ပတ်သက်ရမယ်မေတ္တာရေခံကောင်းမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်ကောင်းသောသတင်းစကားကြုံမယ်မိသားစုနဲ့ပတ်သက်သောကောင်းသောနှမိတ်နဲ့ကျိုးပေးခြင်းကံတွေဖြစ်ပေါ်ခြင်း ချက်ချင်းဆုံးဖြတ်ပြီးရှေတိုလူကန်ချင်းတို့ရဲ့ကောင်းသောကျိုးဆက်ဖြစ်ပေါ်ခြင်းကိုပိုင်ယက်တီချင်းနဲ့ဘဝတိုးတက်မှုလို့ရဲ့ကောင်းသောနှစ်သာရပေါ်ထွန်းခြင်းတွေရှိနေတယ်။ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့နှစ်သာရတွေကျုံကိုကျုံမယ်။ဒီကလကံကောင်းတဲ့ကလအခက်အခဲလုံးကျော်လွှားနိုင်တဲ့ကလစူပေါင်းလုပ်ငန်းလုပ်ရအကျိုးရှိမယ်။15ရက်နေ့လို့သမျှကျန်းစီသမျှအောင်မြင်မယ်။16ရက်နေ့သိရေးကြည့်တယ်။အဲ့ဒီနေရာတကြံတဲ့နေ့ တကြံတက်နေရဗုဒ္ဓနဲ့နဲ့တိုက်ဆိုင်တော့ဗုဒ္ဓနဲ့မွေးသူတွေတာစားတယ်အတာစားတယ်အတာသင့်တယ်အတာစားခြင်းနဲ့ပတ်သက်တဲ့အညက်တွေလွတ်ဖို့နဲ့ကောင်းခြင်းခံနေရဖို့အတွက်ကိုစီစဉ်လို့ရတယ်တကြံတက်ချိန်ကိုသိရတယ်တကြံတက်ချိန်ဖြစ်တဲ့မနေ့စေနိုင်42မိနစ်20စက္ကန့်ချိန်မှာဗုဒ္ဓနဲ့မွေးသူ အားလုံးတို့ဟာ အရှိမြောက်ရက်ကိုမျက်နှာမူပြီးတော့ကုသိုလ်ကောင်းမှုပြုအဲ့ဒီမှာအတာတက်ချင်းနဲ့ပတ်သက်တဲ့နေ့ရက်မှာအဲ့ဒီအချိန်ကိုကိုကစနေတကြလုံးလိုက်တယ်ထူးခြားတဲ့ကံကြိုးပေးမှုတွေအနာဂတ်တစ်နှစ်အတွင်းရရှိမယ်ဆက်လက်ပြီးတင်ပြချင်တာကတော့18ရက်နေ့ရောက်လာတဲ့အခါကျငွေကြေးကံလုံငန်းကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်နှစ်ဆန်းတည့်ရက်နေ့ကထူးခြားတဲ့လက်ဖွင့်ခြင်းမှာကိုယ်ထံရောက်လာမယ်ဒါပေမဲ့ မတော်တဆညကြီးဆက်ရမယ်အရှိတောင်ရပ်ကုန်ဦးတည်သွားစရာညဖြစ်တတ်တယ်ညနေ3နိုင်တဲ့4နိုင်ခွဲတွင်သတိရှိရမယ်16ရက်နေ့အရာရာသတိရှိရမယ်နေ့ရံပတိဘက်ကနေဖြစ်တတ်တယ်အနောက်ဆက်တွေများတတ်တယ်စိတ်ရှုပ်စရာရှိတတ်တယ်အဲ့ဒီမှာတောင်ရပ်ကုန်ဦးတည်သွားစရာညရှိတတ်တယ်နေခင်း17နိုင်တဲ့တနိုင်ခွဲတွင်သွားလာကြီးဆက်ရမယ် 19ရက်နေ့မှာမထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းဆုံးကျိုးဆက်ရရှိမယ်ဆုံးဖြတ်ချက်မှန်မယ်ဘဝတွတ်တယ်မယ်20ရက်နေ့ရပိုင်ခွင့်တွေလဲဝယ်ပြန်ရခြင်းဘဝတွတ်တယ်ခြင်းကံမြမခြင်းကြုံမယ်21ရက်နေ့လက်ပွေခြင်းကံပွေခြင်းအရာရာအောင်မြင်မှုရဲ့နှစ်သာရကိုရခြင်းရဲ့ကံကြမ္မာရဲ့အခွင့်အလမ်းကိုပေါ်ပေါက်မယ်တပတ်တာကာလအတွင်းတနေ့လာသောကြာရင်ကနေ့မွေးစုတွေကောင်းကျိုးပေးတယ်ကြာသာပြီးစနေမွေးစုတွေကိုဒုက္ခပေးတတ်တယ် 6ခွန်9ကဏ္ဍအကျိုးပေးတယ်။ကောင်းကျင်ကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်ကိုတော့အဲ့ဒီမဟာတကြံအထက်နေ့အဲ့ဒီနေ့မှာတကြံတက်ခြင်းကစပြီးဆောင်ရွက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတနေ့တာတိဆက်လက်လုပ်သွားပါ။အဲ့ဒီတကြံတက်နေ့ဗုဒ္ဓနေ့နဲ့တိုက်တဲ့နေ့မှာ ကုသိုလ်ကောင်းမှုကိုကိုတားသမျှလုပ်ရင်လုပ်သလောက်အကျိုးရှိမယ်တကက်ကိုရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဇာတာပတိနေမွေသွားတော့ မင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့21ရက်နေ့အတော်တွင်မှာအပြန်ဆိုင်ဒီကြားရတိုးတက်မှုလမ်းကြောင်းတွေပေါ်လာနေမယ်တခါမှမလုပ်ဘူးတဲ့ကိစ္စဒီအချိန်တော့ဖြစ်နေမယ်မရွယ်ထားပဲဆောင်ရွက်လိုက်တဲ့ကိစ္စကထူးခြားတဲ့အကျိုးဆက်ကောင်းဖြစ်ရရှိနေမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စကနေကျိုးဆက်ကောင်းကိုရရှိလာနေမယ်သုံးဆွဲလိုက်တဲ့ငွေကြေးကနေကောင်းသောအကျိုးဆက်တွေပြန်လည်ရရှိနေမယ် ကိုကနေကူညီလိုက်တဲ့သူအောင်မြင်သွားလိမ့်မယ်အရဝေးကိုသွားဖို့ကိစ္စစီစဉ်တာအစဉ်ပြေလိမ့်မယ်ပိတ်နေတဲ့လမ်းကြောင်းကိုပွင့်ပြီးတော့ဘဝတလန်းတစ်ခုကိုဖန်တီးနိုင်လိမ့်မယ်အရာရာတိုက်ခတ်နေနဲ့ရှင်ပြီးတော့မယ်15နှစ်နေမှာပြီးမှလိုရာပြည့်စုံမယ်16နှစ်နေပြဿနာဟောင်းတွေဖြေရှင်းရမယ်ရန်တိုက်ခတ်နေနဲ့ထိတ်တိုက်တွေ့မယ်အဲ့ဒီကမဟာဒဇန်တက်နေဖြစ်တယ် တကြံတက်ချိန်ဖြစ်တဲ့မနေ့စနေ42မိနစ်20ခန့်အချိန်မှာကုသိုလ်ကောင်းမှုတစ်ခုခုပြုလိုက်ရင်လည်းအဆင်ပြေတယ်18ရက်နေ့အရာရာကောင်းခြင်းလိုရာပြည့်စုံခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပတ်သက်တဲ့ကံဖွင့်တဲ့နေ့တစ်ခုဖြစ်တဲ့နှစ်ဆန်းတည့်နေ့ပါပဲဒါမဲ့ဒီမှာမဟာယကျမ်းဖြစ်နေတော့အသွာလာကျူဆက်ရမှာပေါ့ညနေ3နိုင်နဲ့4နိုင်ခွဲခြင်းသွာလာကျူဆက်ရမယ်ပြီးတော့အရှိတောင်ရက်ကုန်တည်သွားစရာနေ့ရှိတတ်တယ် 16ရက်နေ့မှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိလာမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။ဘဝကံတက်မယ်။ဒါပေမဲ့အိန္ဒိယကငကဘော်ရက်နဲ့တိုက်နေတယ်။တောင်ရက်ကိုတည်သွားစဉ်အနေရှိတဲ့နေ့17ရက်နေ့တနင်္ဂနွေတွင်မှာတော့အနေရလွှမ်းမိုးနေတဲ့သတိရှိရမှာပေါ့။စကောရည်မှာငွေချေးကံလက်ကံကောင်းတယ်စီးပွားကံဖွင့်မယ်လိုရာပြည့်စုံမယ်ဘဝတွတ်တယ်20ရည်ကတော့မှားနာတဲ့လက်တွေကွာမယ်လုံးလိုက်တာအလုံး အလွဲလွဲချော်ချော်ဖြစ်မယ်နေကင်းကြော်ပြီးမှပြန်ဆင်ပြေမယ်၂၁ရက်နေ့မှဆုံးဖြတ်ချက်မှန်မယ်အလုတ်တိုးတက်မယ်ဘဝရည်ရွယ်ချက်အောင်မြင်ခြင်းကံကောင်းခြင်းကိုမလွဲသေးချပေါ့ချုံတွေ့ရပါလိမ့်မယ်တနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တိုက်ခန့်လေးတွေရှိလိုက်တဲ့တစ်လေးခွန်ကနန်းတွေကျိုးပေးတဲ့ အညိုရောင်ပြာရောင်မိခိုးရောင်တို့သုံးပြီးတော့လူရှိရာကိစ္စတို့ကိုလောက်ကင်နိုင်တယ်။ကောင်းခြင်းခံကြမှာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ရွှေရည်မကြခဏဒုဒါနာပြုပေးလိုက်ပါ။ကျေးဇူးတင်ပါတယ်။တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဧပြီလ15ရက်နေ့ကနေစပြီးတော့21ရက်နေ့အတွင်းကာလဟာကိုယ့်ရဲ့ဘဝရဲ့ကောင်းသောခံကြမှာနဲ့တိုးတက်ခြင်းရှိတဲ့ အနေထားချုပ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရည်မှန်းချက်စစ်တွေကိုလက်တွေကောင်းထဲပေါ်ပြီးတော့အောင်မြင်တွတ်တက်သောအနေထားတစ်ခုနဲ့ကံကြမ္မာမြင့်မားသောအခြေအနေတို့ကိုဖန်တီးရပိုင်ခွင့်ကြုံနေတဲ့အနေထားကံကောင်းခြင်းနဲ့တွတ်တက်ခြင်းပွင့်တဲ့လူမျိုးခွဲအကျိုးပေးတဲ့အရာဝင်းရနဲ့ကောင်းသောသတင်းစကားကြားရမယ်ခီးကိစ္စအစဉ်ပြေမယ်ဥတီချက်စစ်အစဉ်ပြေမယ်ခြံကားအခန်းကိစ္စပြောဆိုမှုအောင်မြင်မယ်နေရာဝင်းကျစ်စစ်တွေနဲ့ဆက်ဆံခြင်းဒါတွေအလုံးကြုံရနိုင်မယ် ဆန္ဒရည်တွေမှာပေါ်ပေါက်လာတဲ့ခွင့်ရည်စစ်တွေကိုလက်တွေ့ဆောင်ရွက်ပြီးကိုယ့်ရဲ့အောင်မြင်မှုကံကြမ္မာကိုဖန်တီးနိုင်တယ်။၁၆ရည်နေ့ငွေရေးခြေကံကောင်းမဲ့လက်ဖွင့်မဲ့ကြံတက်နေ့ကြံတက်ချိန်ဖြစ်တဲ့မနေ့စနေတိုင်း၄၂မိနစ်၂၀ခန့်အချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါ။ကောင်းခြင်းကံတွေရလာနိုင်မယ်။၁၈ရည်နေ့နှစ်စန်းတည်းနေ့ကောင်းသောကုသိုလ်ကောင်းမှုပြုရကောင်းတယ်။အဲဒီနေ့မှလည်းလက်ဖွင့်မဲ့ကံဖွင့်မဲ့လူပြည့်စုံမယ်။ဒါပေမဲ့အဲဒီနေ့ဟာမဟာယဇ်နဲ့တိုက်ဆိုင်နေတော့ အသွာလာဂယူဆန်ရမယ်အရှိတောင်ရက်ကိုသွားစင်းနေရှိတတ်တယ်ညနေ3နိုင်တယ်4နိုင်ခွဲကြမှာအသွာလာဂယူဆန်ပဲလူလေးယောက်တူသွားခြင်းမပြုနေအချင်းရှိ16နေရတော့ရာရာဆင်ပြေသွားဒါပေမဲ့အဲ့ဒီနေရငကပေါ်ရက်နဲ့တိုက်တယ်တောင်ရက်ကိုတီသွားစင်းနေရှိတတ်တယ်2 7နိုင်တယ်10နိုင်ခွဲကြသတိထားရမယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ထူးခြားတဲ့ဆင်ပြေမှုပေါ်လာမယ်19ရက်နေ့မှာ ်ဥဒိကျက်စစ်နဲ့တိုးတက်မှုစစ်တွေရဲ့နှစ်သာရကိုရရှိမယ်အဲ့ဒီကံကြမ္မာနဲ့ရပိုင်ခွင့်စစ်တွေပြန်လဲရရှိပြီးတန်လန်းပေါ်မယ်20နှစ်မှာရန်တိုက်ခါအောင်ကိုကျော်လွှပြီးဘုရားတိုးတက်မှုကိုရရှိမယ်21နှစ်မှာရပိုင်ခွင့်တွေလက်ဝဲရခြင်းစီဝါကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ကြာသပတိနဲ့ဗုဒ္ဓနဲ့စနေနဲ့မွေးသူတွေကောင်းကျိုးပေးမယ်တနည်းကတွေတင်းလာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံကျိုးပေးတယ်စိမ့်အောင် အဖြူရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံတွေတိုးတက်ခြင်းတွေရှိနေမယ်။နေဤဘာမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုစေဝါလူဒါနာပြုပေးလိုက်ပါ။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ15ရက်နေ့ကနေ ၂၁ရက်နေ့တော့တွင်မှာရံများမယ်တိုက်ခတ်များမယ်သူတပားကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်ရမယ်ငွေကြေးပေးယူကိစ္စဆာအငင်းပွားစရာရှိတတ်တယ်။နောက် အတိုက်ခံနေတဲ့ထိတ်တိုက်တွေ့ပြီးမှအဆင်ပြေမယ်လုပ်ငန်းဟောင်းတွေတဖြည်းဖြည်းရက်ပြီးတော့အစ်စ်ကိုဥတည်နေတယ်ကံစစ်ဘက်ကိုဥတည်ဖြစ်ထွန်းနေတယ်ဒီဖြစ်ပေါ်မှုတွေကကိုယ့်ရဲ့အနာဂတ်စစ်နဲ့ဆက်နွယ်နေတယ်ကောင်းကျင့်ကံကြမ္မာကတော့ဆက်တိုက်ဖြစ်တော့မယ်မတော်တဆနဲ့ဂယူဆက်ရမယ် ခက်ရံဖြစ်ွားတာတွေဝင်ရောက်မဖြေရှင်းနဲ့ကိုယ်မှာပါအနေရှိပြီးရုံးရောက်ကရောက်ဖြစ်သွားတတ်တယ်စမ်းအရင်နေ့အရာရာသတိရှိရမယ့်နေ့ဖြစ်တယ်အပျော်ကျူးတဲ့သူနဲ့တွေ့တယ်ဒီကုမ္မအနေရှိတတ်တယ်၁၆ရက်နေ့အရာရာဆင်ပြေပဲအဲ့ဒီမှာမဟာတကြံတက်နေတကြံတက်ချိန်ဖြစ်တယ်မနေ့စနေ့49မိနစ်အချိန်မှာကုသိုလ်ကောင်းမှုပြုလိုက်ပါထူးခြားတဲ့ကောင်းခြင်းကံတွေကြောင့်ပဲ 18ရက်နေ့23ရက်နေ့ဖြစ်တဲ့အရာရာဆင်ပြေခြင်း တိုးတက်ခြင်းနဲ့ကောင်းမြတ်နမိတ်ကိုကြုံမယ်စိတ်ချမ်းသာစရာလည်းရှိမယ်ဒါပေမဲ့အိန္ဒိယမဟာယဇ်နဲ့တိုက်နေတော့အသွါလာဂယူဆက်ရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာအထုပြုဂယူဆက်မယ်တနေ့တာကာလအတွင်းအရှိတောင်ရက်ကုန်တည်သွားစေရင်လည်းအနည်းရှိတော့ဂယူဆက်ရမှာပေါ့ဆက်ရှိရနေရတော့ငွေချေးရပိုင်ခွင့်နဲ့လေဝယ်ပြန်ရခြင်းဘဝတိုးတက်ခြင်းကံပြမခြင်းတွေကိုကျုံ့တွေ့နိုင်တယ် ရှင်ပြန်မှုမှမများအောင်မြင်မယ်ဒါပေမဲ့အိန္ဒိယငကဘောရက်နဲ့တိုက်နေတဲ့အတွက်တောင်ရောက်ကုန်တည်သွားစရာနဲ့ရှိတတ်တယ်အချိန်ကာလအဖြစ်နေဆက်ရနိုင်တဲ့တနိုင်ခွဲကြသွားလာကြည့်ဆက်ရမယ်စကောရက်နေ့မှာရံများတတ်တယ်တိုက်ခတ်များတတ်တယ်စေဒနာဝေဒနာဖြစ်တတ်တယ်20ရက်နေ့မှာတော့ကောင်းခြင်းမင်္ဂလာစိတ်ချမ်းသာစရာအကျိုးပေးမှုနဲ့အစဉ်ပြေမှုလေးတွေရှိမယ်။ရာရာကောင်းသောနှမိတ်နဲ့ ကောင်းသောကံကြမ္မာတို့ရဲ့အနစ်သာရကို ရရှိမယ်ဒီတပတ်တာကာလတော်တွင်မှာတနင်္လာတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးတယ်တနေ့ကတွင်နေ့ပုထုနဲ့မွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေများတတ်တယ်တစ်လေးကိုကနန်းတွေကျိုးပေးတယ်အညိုရောင်အပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ရင်အောင်မြင်ခြင်းကျိုးပေးခြင်းနဲ့ကံမြတ်မှန်းခြင်းတွေကို ရရှိပါလိမ့်မယ်။ကောင်းခြင်းခံချမများရရှိစေဖို့အတွက်ကိုဒီကာလအတော်တွေမှာအိမ်နိဗ္ဗာန်မှာရွှေရင်ဝေမြလူတန်းချင်းကုသိုလ်ကိုပြုပါထူကြတဲ့ကောင်းခြင်းတွေရတာပါမယ်။ကျေးဇူးတင်ပါတယ်